တော့ရိုက်ခဲ့တဲ့ဇလံတွဲတွေထဲမှာအဲ့လိုမျိုးမှတ်မိတာများကျွန်တော်ဆိုရင်ကျွန်တော်ရဲလုံလို့တည်ကြလို့ရှိရင်မတည်ကြတဲ့လူတွေလည်းရှိကြတာဒါပေမဲ့အာဟိုမှာအာဟိုကားတွေဟိုကောင်တွေအဲ့လိုမျိုးတည်ကြတာဖြစ်တဲ့အတွက်ကျွန်တော်ရိုက်ကူသမားဇလံတွဲတွေစကားတွေမှာလည်းစကောင်တွေမှတ်မိဒါကိုပို့ပြီးတော့သဘောကျတယ်အဓိကကတော့ကျွန်တော်ပရိသတ်မှတ်မိဖို့ကြိုးစားရတယ်ဆိုတာမျိုးတော့မရှိဘူးကျွန်တော်ကဘယ်လိုမျိုးလဲဆိုတော့စကောင်ကိုတည်စားရှိလိုက်တာပေါ့နော်စကောင်ဖြစ်အောင်ပဲကျွန်တော်ကြိုးစားလိုက်တယ်ဟိုလိုမျိုးပရိသတ်မှတ်မိအောင်ငါဘယ်လိုလေးလုပ်လိုက်မယ်ဆိုတဲ့ဟာမျိုးတော့မရှိဘူးပြပါဘူးဆိုတော့ကျွန်တော်ယူသားဖို့လိုတယ်လို့ဖြစ်နေမှာပါမင်းကဘဝမယ်ဟိုလင်ညာရတာပေါ့ ဘယ်ချိန်ကြီးလိန်ညာနေဦးမှာလဲ။ညာ။ညာမဟုတ်ပါဘူးကိုဆိုင်။ကလေးပါ။နောက်နေ့ကျွန်တော်အချိန်မဆွဲဘူးပေါ့အလုံးနဲ့ပတ်သက်လာရင်အချိန်မဆွဲတော့ဘူး။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကနည်းနည်းလောဘအလုံးလောဘနည်းနည်းရှိရလို့ဖြစ်တဲ့အတွက်လှုပ်ပြီးွားတော့မှဟင်းဆိုပြီးစိတ်ကိုချနိုင်တယ်လို့ဖြစ်တဲ့အတွက်လှုပ်ဆရာရှင်မြင်မြင်လှုပ်လိုက်တာပဲအလုံးနဲ့ပတ်သက်အာကျွန်တော်ဆောင်ဘောကစိတ်တက်ရဲ့အလေးချင်းအခံယူချက်အခံယူချက်နံပါတ်3ညာအခံယူချက်ကကျွန်တော်ကခံယူချက်ကောင်းတော့မှကျွန်တော်တို့ပုံဖော်တိဆောက်တဲ့ တမိုင်းကောင်းတာလေဟိုဘလောက်ပဲတော်တော်လူတယောက်ကဘလောက်တော်တော်ခံယူချက်မကောင်းဆိုရင်ဒါကြီးကတမိုင်းမလောက်ကျွန်တော်ရုပ်ရှင်တကားကြည့်ရအချိန်တနားကြီးခွဲပေးပြီးအနည်းဆုံးကြည့်ရတယ်အဲ့တော့ကျွန်တော်အချိန်ပေးတာအဲ့တော့ကျွန်တော်ကြည့်ရရုပ်ရှင်ကတန်ဖိုးရှိပြီးတော့ကျွန်တော်အခုအဲဖြောပြေးပေးနိုင်မလားဒါမှမဟုတ်လို့ရှိရင်အသိပညာပေးနိုင်မလားကျွန်တော်အမြဲတမ်းဟို ကျွန်တော်ယူတယ်အဲအဲ့လိုပဲကျွန်တော်ရိုက်ကူးသမားစကားတွေဇလန်တွဲတွေမှာလည်းကျွန်တော်ကြည့်ရှုအချိန်ပေးပြီးကြည့်ရှုရတဲ့လူတအုပ်တယောက်ချင်းစီကြအောင်ကျွန်တော်တန်ဖိုးထားတယ်ကျွန်တော်မခိုမကက်ပဲကျွန်တော်တေးဆောင်တယ်ဟုတ်အဲ့ဒါကျွန်တော်ခံယူကြပါဟုတ်ပါဘူးဒီတို့လေးချင်းမဲ့ကားမှာတော့မြက်တူဆိုရဲစကောင်းလေးရနေပါဝင်တရုပ်ဆောင်ထားပါတယ်ဒါကတော့ဟွန်းဘယ်လိုပြောမလဲတိုင်ငယ်ချင်းပေါ့တစ်ဖက်သက်စိတ်ဝင်စားပြီးတော့အဲတစ်ဖက်သက်အချက်နည်းနည်းချစ်တဲ့အကောင်လေးပေါ့ ဟုတ်အဓိကကတော့ဒီကားလေးကပေါပေါပပါနဲ့ romance comedy လေးဖြစ်တဲ့အတွက်ဒါကြီးရှုတဲ့သူတွေမှာဟုတ်လို့အလောင်းနေအဆူအလောင်းနေတော့ပါမှာတော့မဟုတ်ပါဘူးခင်ဗျာဒါပေမဲ့ဟိုကြီးကြီးနူးနူးနဲ့ချစ်စရာရည်စရာအဲ့လိုကားလေးစိတ်ချမ်းသာမဲ့ကားလေးပေါ့နင်ပြောတဲ့ကိုစင်ရည်ရည်ခဲပြင်ဆိုတာလက်ခံရမယ့်ပုံရှိတယ်မင်းရမလို့ပဲခုံဝါပဲလုံနေရတော့ခုံလဲကျိုးတော့မယ်နှစ်တိုင်းကတော့ကျိုးစားနေရတာပေါ့နော်ကျွန်တော်ကကြာဘယ်လိုလဲဆိုတော့ တနေ့တနေ့ကိုကိုကိုပဲပေးကို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 ပဲပေးတာနဲ့တိုင်းတာငါဒီနှစ်မှာဘယ်လိုဘယ်လိုတွေလုပ်လဲโอเคနောက်နှစ်နှစ်တက်ကြလို့ရှိရင်ငါတို့ဘယ်လိုတွေထပ်ပြီးတော့ကြိုးစားမလဲအဲ့လိုမျိုးကိုကိုကိုပဲကျွန်တော်ကအဲ့လိုဘယ်လိုပြောမလဲတိုင်းနေပါတည်မလားငါဒီနှစ်မှာဘယ်လိုတွေရိုက်ခဲ့လဲဘယ်လိုဇက်ကောင်တွေရိုက်ခဲ့လဲโอเคနောက်နှစ်မှာရောဘယ်လိုမျိုးပို့ပြီးတော့ရင်ခုန်မှုကောင်တဲ့ဇက်ကောင်တွေရိုက်မလဲပို့ပြီးဘယ်လိုကြိုးစားမလဲအဲ့ဒါပဲမြင်နေတွေ့တာပေါ့နော်နှစ်တိုင်းကတော့ကြိုးစားထုတ်နေရတာပါပဲဟုတ်ကိုကိုရိုင်လည်းလှုပ်ယူသလိုအသက်အရွယ်တစ်ခု ရောက်လာတာဖြစ်တဲ့အတွက်သူ့အလိုလိုဖြစ်သွားကြတာပေါ့နော်ဟုတ်အဓိကတော့ကျွန်တော်ခဏပြောလို့ပဲပေါ့စိတ်သက်ပိုင်းနေလဲပြောင်းလဲလာတယ်ပို့ပြီးတော့တည်ငြိမ်လာတယ်ပေါ့နော်ငငယ်တော့ကကြတော့ဟိုတိတ်ပြီးတော့အများကြီးမစင်စားဘူးလေကိုလှုပ်ချင်တာဆိုလှုပ်လိုက်တဲ့အတချင်းလေးရှိရဒါပေမဲ့အသက်ကြီးလာတာနဲ့အများအမားနည်းအောင်နေတတ်လာတယ်တခုခုဆိုတေချာလေးစဉ်းစားတတ်လာတယ်တေချာလေးဆုံးဖြတ် တတ်လာတယ်ပြီးတော့အလုပ်ပေါ်ခိုင်ချက်ကောင်းလာပို့ပြီးတော့ ။နောက်နှစ်ကျွန်တော်အချိန်မစွဲဘူးပေါ့အလုံးနဲ့ပတ်သက်လာရင်အချိန်မစွဲတော့ဘူး။ဘာဖြစ်လို့ဆိုတော့ကျွန်တော်ကနည်းနည်းလောဘအလုပ်လောဘနည်းနည်းရှိရလို့ဖြစ်တဲ့အတွက်လှုပ်ပြီးွားတော့မှဟင်းဆိုပြီးစိတ်ကိုချနိုင်တယ်လို့ဖြစ်တဲ့အတွက်လှုပ်ရှားရှိမြင်မြင်လှုပ်လိုက်တာပဲအလုံးနဲ့ပတ်သက်။ဟုတ်အဓိကကတော့ကျွန်တော်အမားပေါ့အမားလှုပ်မိရင်တော့အမှန်ပြင်နိုင်အောင်ကြိုးစားရတယ်ကျွန်တော်အမြဲတမ်း။ ဘာဖြစ်လဲဆိုတော့အမားကြီးဆိုအမားကြီးတိုင်းဆက်သွားလို့မကောင်းဘူးဗျာအဲ့တော့အမှန်ပြင်နိုင်အောင်ကြိုးစားရတယ်ကျန်သားတွေကတော့အများနဲ့နေစင်နဲ့အများတော့တင်ယူစရာတွေ့ကြုံနေရတော့အများကြီးပဲလीရိုက်ခွင်းမှာပဲဖြစ်ဖြစ်လူမှုပအဝန်းကျင်မှာပဲဖြစ်ဖြစ်အများနဲ့တင်ယူစရာတွေကတော့ပြင်းထန်နေရပဲအဲ့တော့ ကောင်းတာကြီးဂျုံသူတို့မကောင်းတာကြီးလည်းဂျုံတယ်ကောင်းတာကြီးဂျုံတဲ့အချိန်ကျရင်လည်းဟိုမှာသူများကောင်းတာလုပ်နေတော့ဒါလေးကကောင်းတယ်ငါလိုက်လုတင်တယ်မကောင်းတာလုပ်ခဲ့ရဆိုရင်တော့ဩဒါသူများမကောင်းတာလုပ်တယ်ငါမလုတင်ဘူးကိုကိုတိုင်းလုတ်ခဲ့လို့မကောင်းတာလုတ်ခဲ့မိလဲဒါကြီးကမကောင်းတာတိတော့မလုတ်ဖြစ်တော့အဲ့လိုမျိုးပါနေနေရရင်ကတော့ကျွန်တော်တို့လေးလာစရာတင်ပြစရာအများကြီးပါပဲ။အာကျွန်တော်ဆောင်းဘောကစိတ်တက်ရဲ့အလေးချင်းအခံယူချက်အခံယူချက်နံပါတ်3နေရာအခံယူချက်ကကျွန်တော်ကခံယူချက်ကောင်းတော့မှကျွန်တော်တို့ပုံဖော်တိဆောက်တဲ့တမိုင်းကောင်းတာလေ ဟိုဘလောက်ပဲတော်တော်လူတယောက်ကဘလောက်တော်တော်ခံယူချက်မကောင်းဆိုရင်ဒါကြီးကတမိုင်းမလောက်အဲ့တော့ကျွန်တော်တို့တမိုင်းလောက်အောင်တမိုင်းကောင်းအောင်ကျွန်တော်ခံယူချက်ကောင်းဖို့လိုတယ်အဲ့တော့ကျွန်တော်လည်းအမှုပညာပေါ်မှာခံယူထားတဲ့ခံယူချက်ကအများကြီးအကြီးမပြောဘဲနဲ့တစ်ခုပဲပြောရမယ်ဆိုရင်ကျွန်တော်ဘယ်လိုပြောရမလဲဆိုတော့ကျွန်တော်ရုပ်ရှင်တကားကြည့်ရအချိန်တနားကြီးခွဲပေးပြီးအနည်းဆုံးကြည့်ရတယ်။အဲ့တော့ကျွန်တော်အချိန်ပေးတာအဲ့တော့ကျွန်တော်ကြည့်တဲ့ရုပ်ရှင်ကတန်ဖိုးရှိပြီးတော့ကျွန်တော်အခုအဲဖြောပြေးပေးနိုင်မလားဒါမှမဟုတ်လို့ရှိရင်အသိပညာပေးနိုင်မလားကျွန်တော်အမြဲတမ်းဟို ကျွန်တော်ယူတယ်အဲအဲ့လိုပဲကျွန်တော်ရိုက်ကူးသမျှအစကားတွေဇလန်တွဲတွေမှာလည်းကျွန်တော်ကြည့်ရှုအချိန်ပေးပြီးကြည့်ရှုရလို့တအုပ်တယောက်ချင်းစီတိုင်းကျွန်တော်တန်ဖိုးထားတယ်ကျွန်တော်မခိုမကပ်ပဲကျွန်တော်တေးဆောင်တယ်ဟုတ်အဲ့ဒါကျွန်တော်ခံယူကြပါဘင်းဘဝမယ်ဟိုလင်ညာရတာဟိုဘယ်ချိန်ကြီးလင်ညာနေဦးမှာလဲဟာညာမဟုတ်ပါဘူးကိုစံကလေးပါ ော်ရိုက်ခဲ့တဲ့ဇလံတွဲတွေထဲမှာအဲ့လိုမျိုးမှတ်မိတာများကျွန်တော်ဆိုရင်ကျွန်တော်ရဲလုံလို့တည်ကြရလို့ရှိရင်မတည်ကြရတဲ့လူတွေလည်းရှိကြတာဒါပေမဲ့အာဟိုမှာအာဟိုကားတဲ့ဟိုကောင်လေးအဲ့လိုမျိုးတည်ကြရတာဖြစ်တဲ့အတွက်ကျွန်တော်ရိုက်ကူသမျှဇလံတွဲတွေစကားတွေထဲမှာလည်းစကားကောင်နဲ့မှတ်မိဒါကိုပို့ပြီးတော့သဘောကျတယ်မှတ်မိပါလိမ့်မယ် အဓိကတော့ကျွန်တော်ပရိသတ်မှတ်မိဖို့စ조사ရတယ်ဆိုတာမျိုးတော့မရှိဘူးကျွန်တော်ကဘယ်လိုမျိုးလဲဆိုတော့စက်ကောင်ကိုတစ္ဆာရှိလိုက်တာပေါ့နော်စက်ကောင်ဖြစ်အောင်ပဲကျွန်တော်조사လိုက်တယ်ဟိုလိုမျိုးပရိသတ်မှတ်မိအောင်ငါဘယ်လိုလေးလုပ်လိုက်မယ်ဆိုတဲ့ဟာမျိုးတော့မရှိဘူးပြပါဘူးဆိုတော့ကျွန်တော်ယူသားဖို့လိုတယ်လို့ဖြစ်မှာပေါ့ဒါကတော့မြင်ရမှာပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်လည်းပုံမှန်လေး조사နေတာဖြစ်တဲ့အတွက်ကျွန်တော်လွတ်လပ်စွာဖန်တီးခွင့်ရမယ်စက်ကောင်လေးလည်းရှိလာပါလိမ့်မယ်ဗျဟုတ်ကျွန်တော်ကိုအားပေးနေတဲ့တူတယောက်ချင်းစီတိုင်းအဲတိမှတ်ပြုတ်ပေးနေတဲ့တူတယောက်ချင်းစီတိုင်းကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်အာကျွန်တော်က ဟိုဒူတယောက်တူတယောက်ချင်းစီရအောင်လဲကျွန်တော်တန်မိုးထားပါတယ်တန်မိုးထားတဲ့အလျောက်ပဲကျွန်တော်ရိုက်ကူးသမ ्या ကားတိုင်းရိုက်ကူးသမ ्या ဆင်တိုင်းကိုကျွန်တော်အားထုတ်ပြီးတော့ကျွန်တော်စူးစမ်းရိုက်ကူးပါတယ်အကြည့်ရှုပေးတဲ့အချိန်နဲ့တန်အောင်လဲကျွန်တော်စူးစမ်းထားပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်ဟုတ်ဟုတ်ဒီတူတူလေးချက်မဲ့ဇကားကိုဒါ MRD4 မှာတနင်္လာနေ့တောက်ကြညာ7:30နဲ့ Hayley မှာ နေ့လယ်2:00ရန်တနင်္လာနေ့တောက်ကြ ပြသနေပါတယ်ဒီနေ့ဆိုကျွန်တော်အပိုင်းလေးရောက်ပါပြီခင်ဗျာအပိုင်း16တိရှိမှာပါအာပျော်စရာကောင်းပြီးတော့ရည်စရာလေးတွေနဲ့ဇလန်လေးရည်စရာဇလန်လေးဖြစ်တဲ့အတွက်ကြီးစုတွေကြီးစုနေတဲ့သူတွေအားလုံးစိတ်ပျော်ရလိမ့်မယ်လို့ကျွန်တော်အားမခံပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်